ဒီဝဲနင်းနမဘေယောကလည်းခေါ်ပဲရောလားကိုဖိုးကြီးဇက်ထဲကစားတဲ့လူရှင်တော်လို့ပဲပြောမှာပေါ့လေနော်နာမည်လေးပေးတာအစကိုဖိုးချစ်ပေးထားတာရွှေခေါ်ရဲ့လို့ဒီတိလကယမလာပုံစံကိုတရားကြည့်ပါဝေပဘောလေးနဲ့ကရင်မာလေးပါဝေကျွန်တော်ကိုဖိုးကြီးဇက်ထဲမှာဟိုကလောက်7နှစ်ကျော်လောက်ကျွန်တော်ဇက်ကူးလည်းမရှိဘူးလေတခြားဇက်လည်းမကောက်အဲအဲ့ရှိမှအောင်ဆန်းပွင့်အကိုဘိုးချစ် တပည့်ပဲလေကိုဖိုးချစ်ထောင်ထားတဲ့ဇက်ပဲအဲ့မှာတနှစ်အာအဲ့မှာစဝင်ဝင်ချင်းလည်းဖြစ်ဟိုဇက်ကားနဲ့လည်းလိုက်ရဆိုပင်မန်းတာဗောလေနော်ဇာတ်ထဲမှာအကျင်လည်ခဲ့ရတာတော့အများကြီးပါဟိုကိုမတက်တဲ့အရာတွေမှာဟိုနှိမ်ခမ်းတာလည်းရှိသလိုကိုရနာမည်လေးရလာတော့လည်းကိုနေရာပေးတာလေးလည်းရှိတယ်ပေါ့လေနော် အဓိကကကျွန်တော်ဒီအနုပညာလောကရေရောက်လာတာကတော့ဟိုကိုဖိုးချစ်ပေါ့ကျွန်တော်ရဲ့အကိုစရာကိုဖိုးချစ်မြို့ရှင်မန်းသားကိုဖိုးချစ်နောက်ပြီးတော့ကျွန်တော်ရဲ့အဖေဟာသားလူရှင်တော်ကြီးဥပေါ်လေးအဓိကတော့ဟိုကိုဖိုးချစ်ဇက်ထဲကစားတဲ့လူရှင်တော်လို့ပဲပြောမှာပေါ့လေနော်နာမည်လေးပေးတာအစကိုဖိုးချစ်ပေးထားတာရွှေခေါ်ရဲ့လို့အဲအားရနေမှာဒီကျွန်တော်ဟာသားလေးစိန်ကျူးရဲတဲ့ကြကြညှောက်စေနေဘက်တွေတော်တော်များများတည်ရွှေခေါ်ဟာသားလေးကနေမှာအဲရွှေခေါ်ဖြစ်လာတယ်ပေါ့အားရနေစားတာ အဲအဲ့လိုပြောရင်တော့ကျွန်တော်တို့ရဲ့ဇာယာတွေကတော့အများကြီးပေါ့လေနော် မြင်ဇာယာတွေကအများကြီးပဲဒီလူကတူးတယောက်တည်းကဒါကိုကျွန်တော်တို့ကအညာလူရှင်တော့ကိုဝမ်းမှုပြောသလိုပေါ့တူးတယောက်တည်းကိုဒီဇာယာပါလို့ပြောလိုက်ရင်ကြံတဲ့လူတွေကဇာယာမဟုတ်သလိုကြားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြင်ဇာယာတွေကတော့အများကြီးပါတကယ်တကယ်ဇာယာလက်ဦးဇာယာပြောရင်တော့ဥပေါ်လေးပေါ့ကျွန်တော်အဖေဇာယာဥပေါ်လေးနောက်ပြီးတော့အဲကျွန်တော်ကိုပေါ်လာလက်ရှိမှာလည်းကိုဘိုးချစ်တဲ့မှာတာဝန်ထမ်းဆောင်နေကျွန်တော်အကိုဇာယာဇက်ထဲမှာပဲတာဝန်ထမ်းဆောင်နေကိုပေါ်လာဒါဆိုလက်ဦးဇာယာတွေပေါ့ အဲ့မှာကျွန်တော်ကိုဗစ်ကာလမှာစပြီးတော့ထွက်တာဒီကိုဗစ်ဒီဖြစ်တော့အဲဇက်တော့လူစုလူဝေးမလောက်တော့ဘူးဇက်တွေနားမယ်လဲဆိုလဲဆိုတော့ကျွန်တော်ကိုဖိုးချစ်ဇက်တွေကနေနားတယ်ပေါ့နော်နားပြီးတော့အပြင်မှာကိုယ့်ကိုဖန်ဒီရိုက်တယ်ဖန်ဒီရိုက်နေတန်လန်းနဲ့မှဒီဘက်ဟိုကမာမီတက်တို့နဲ့တွေ့တယ်ပေါ့လေမာမီတက်တို့နဲ့ရိုက်တယ်ကိုယ့်ကကိုယ်လည်းရိုက်တယ်အဲ့ရနေမှပြန်ပြီးတော့တကြောပြန်ပေါ့အဲဇက်ဇက်လူရှင်တော့အပြင်ထွက်လာတော့နည်းနည်းတော့ပင်မန်းတာပေါ့မှာရယ်ကျွန်တော်တို့ကဇက်သေးကျင်လဲတဲ့သူတွေဆိုတော့ အဲအဓိကတော့ကျွန်တော်တို့ဟို3နဲ့3မျိုးကျွန်တော်တို့ကတော့နောက်ဆုံးမျိုးဆက်လို့ပြောရမှာပေါ့လေနောက်ဆုံးမျိုးဆက်ဆိုတာလက်ရှိလူချင်းတော့ဖြစ်နေတဲ့လူတွေပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကဇာတမားတစ်ခက်ကိုမိခဲ့တာကျွန်တော်တို့ကအဖေဆရာအဖေကြီးပေါ့လေဆိုရင်ကျွန်တော်နဲ့ကိုငါအဖေနားမှာငါနဲ့လေခြေစုပ်လက်နဲ့ပြုတ်ပြီးတော့ကိုဟိုပညာသင်ခဲ့ရတယ်ပေါ့နော်ပညာလူချင်းတော့ပညာခေါနောက်ပရိကံပြက်လုံးလေးယူလေးသိမ့်အကုန်လုံးပေါ့လေနော်ဒါကတော့လူချင်းတော်တိုင်းသိပါတယ်နောက်ပြီးတော့ဟိုအဖေကြီးပေါ်လေးနားနေတော့ဟိုကျွန်တော် အဖေအဖေဘော်လေးပဲအကြောင်းပဲပြောမှာပေါ့ပြည့်စရာသမားဆိုတော့အဖေဘော်လေးကသူကတိကြတာကြိုက်တယ်နောက်တစ်ခုကဟိုအဖေရဲ့အမှုအကျင့်လေးတစ်ခုကလူရှင်တော်ဆိုတာမဆက်တက်ကဘူးမဆက်တက်ကဘူးဆိုတော့ဘာလှုပ်ခိုင်းလဲဆိုတော့ဟာဒါလေးပါအဲ့ကျွန်တော်တို့ဇက်ကားရောက်ပြီးဇက်ခုံရောက်ပြီးဆိုတော့အဖေကဝါသွားထန်းခိုင်းတယ်သူကကျွန်တော်တို့လူရှင်တော်ရိုးဆိုတာတစ်ခုရှိတယ်ကျွန်တော်ဇက်ဇက်ယုံနောက်မှာလူရှင်တော်အဲ့ဇက်သမားအဲ အဲသူတို့နဲ့သူပေါ့နော်လူရှင်တော်နေတဲ့အတန်းရှိအဖေကအိမ်မှာမနေဘူးတက်တက်တဲထိုးခိုင်းတယ်ရောက်လျာတိုင်းကျွန်တော်တဲထိုးပေးရတယ်ဟိုအဓိကတော့အဖေဆရာပေါ်ညွန်ညင်တာမဟုတ်အဖေတည်းကကျွန်တော်တို့လက်ကြောတင်းတာကိုဟိုအလုတ်ပေါ်လက်ကြောတင်းအောင်လှုပ်တတ်အောင်ရယ်နောက်တစ်ခုကဟိုဘယ်ရောက်လေလေအဖေနဲ့အမှတ်တရဆိုရင်သူကတောင်းခိုင်းတာကျက်သွန်ဆိုင်တွေ့ရင်ကျက်သွန်လေးနည်းနည်းလောက်သွားတောင်းအဖေမဟုတ်တော့မှပတ်စံရှိတယ်ပတ်စံနဲ့ယူလိုက်မင်းကလည်းတွေ့မှာပတ်စံနဲ့ဝယ်လိုက်မင်းကလည်းတွေ့မှာအဓိကတော့အဲ့ရစတင်နေကျွန်တော်တို့ကတော့ဟိုအနီးတနီးပြောရင်အောက်ခြေရတက်တယ်ဗောလေကျွန်တော်ကိုဖိုးချက်ဇက်တဲမှာဟိုကလောက် စက်တနှစ်ကျော်လောက်ကျွန်တော်ဇက်ကူးလည်းမရှိဘူးလေတခြားဇက်လည်းမကောက်အဲအဲ့ရှိမှာအောင်ဆန်းပွင့်အကိုဘိုးချစ်တပည့်ပဲလေကိုဘိုးချစ်ထောင်ထားတဲ့ဇက်ပဲအဲ့မှာတနှစ်အာအဲ့မှာစဝင်ဝင်ချင်းလည်းဖြစ်ဟိုဇက်ကားနဲ့လည်းလိုက်ရဆိုပင်မန်းတာပေါ့လေနော်ဇက်ထဲမှာအကျင်လည်ခဲ့ရတာတော့အများကြီးပါဟိုကိုမတက်တဲ့အရာတွေမှာဟိုနှိမ်ခမ်းတာလည်းရှိသလိုကိုရနာမည်လေးရလာတော့လေကို နေရာပေးတာလေးလည်းရှိတယ်ပေါ့လေနော်အဲအဓိကတော့ပြန်သင်ယူတာပေါ့လေကျွန်တော်ရဲ့ trademark ဆိုရင်တော့ကျွန်တော်အတန်နဲ့ကျွန်တော်သွားလို့ထင်တာပါပဲလေနော်ကျွန်တော်အဓိကတော့ကျွန်တော်ခေါ်တာမဟုတ်ဂျဲတာဂျဲတာကိုကျွန်တော်အတန်ကြားမှာလည်းမှတ်မိတယ် over idea ရဲ့လို့တော့ဟိုမရှိဘူးဒါပေမဲ့ဟိုကျွန်တော်ပြက်လုံးပြက်နေနေတော့ရှိတာပေါ့လေနော် over idea နေကာတွန်းလုံမှရှိတဲ့ပြဿနာတွေရှိတယ်အဲဒီပြန်ကြည့်ပြီးတော့ပြန်လေ့လာပြီးတော့သုံးသက်ထားရလည်းရှိပါတယ်ဟုတ် အာပါတာပေါ့မိုက်ဒီကင်မရာတွေရှေ့ရောင်းဟိုတခါခါကျရင်တော့ဟိုစိတ်မကောင်းဖြစ်စရာတွေတောင်ပါတယ်ကိုကဆောပြောလေကျွန်တော်ကိုဗစ်ကာလမှာဒီဘက် လောကတွေဝင်တာလေနော်အဲ့ဒီအချိန်မှာကဟိုရင်တော့ကိုခန်းကိုခန်းစီသူတို့ ਨੇ ဖေးကြီးရှူတင်တော့လိုက်သွားရင်ရိုက်တာအဲ့တုန်းကတော့ဗီဒီယိုတစ်ခေတ်ရိုက်ခဲ့တယ်ပေါ့လေနော်ဒီဘက်ကိုကကိုလည်းပြန်လဲလှုပ်လဲလှုပ်တော့ဟိုဒရိုက်တာတွေ ਨੇ တွေ့တာပဲဖြစ်ဖြစ်ကင်မရာမန်တွေ ਨੇ တွေ့တာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်နှိမ်တာတော့မင်းဇက်တန်ကြီးဖြောက်ဆန်းပါကွာဇက်ဟန်ကြီးဖြောက်ဆန်းပါကွာဒီလိုလေးတွေတော့ပြောကြတာပေါ့လေနော်ဟိုတကယ်တကယ်ဇက်ဟန်ဇက်တန်ပြောရင်တနည်းပြောရင်တော့လေကျွန်တော်တို့ဥမော်ဥမိုးတွေကိုအဖေကြီးဝန်းနိုင်လို့ဆိုရင်လိုက်တာကျွန်တော်တို့လူရှင်တော်တစ်ခေတ်ကိုထောင်ပေးခဲ့တာပဲလေနော်ဒီ ခွဲခြားလို့မရဘူးလို့ပြောချင်တာပါဒါပေမဲ့ကိုကိုကိုလေးပြောင်းလဲပြီးတော့လေဒီနောက်ပိုင်းအဆင်ပြေလာပါပြီဟုတ်ကျွန်တော်အားပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ဟိုကျွန်တော်တင်တဲ့စာလေးတွေပဲဟာသာ နေရာလေးတစ်ခုကတထောင်တနေရာမှာကျွန်တော်အမြဲကြိုးစားနေပါတယ်။ဟိုကျွန်တော်ကိုဘယ်နေရာမှာပဲတွေ့တွေ့ဆိုရှယ်မှာပဲတွေ့တွေ့ဖုန်းဖန်သားပြန်မှာပဲတွေ့တွေ့ရည်ပေးပါအောင်။နောက်တစ်ခုကမာမီတန်းနဲ့ကဘာတွေလာမလဲဆိုတော့အခုရိုက်ထားတာကတော့ကြောညာ၃တုပ်ရှိမယ်။ဟိုနှစ်ခုကဇလန်းပေါ့ Channel 24ကပြမယ်။ဇလန်းတွဲနှစ်ခုရှိမယ်။ဒါလေးကိုအားပေးပါအောင်။အခုလက်တလို့ဆိုရင်ကိုတီဟာမင်းကြီးနဲ့ကျွန်တော်အောက်လန်းဆရာနေရာနေရိုက်ထားတာရှိပါတယ်ဟုတ်။